အရာဝန်ကနီးမှဖြစ်ဖြစ်ခန္ဓာကိုယ်အရန်ညောင်းညနေတဲ့အချိန်မှဖြစ်ဖြစ်လေ့ကျင့်လို့အရန်အောင်သင်တော်တဲ့ပူစရာလေး၅ခုပြတ်တာပြပါမယ်။ပထမပူစရာလေးကတော့ခြေရုပ်ဖြားလေးပေါ်မှာထိုင်ထားလိုက်မယ်။ရှူတွင်းတဲ့အချိန်မှာခါလေးကော့ပြီးတော့ရှူထုတ်တဲ့အချိန်မှာကြောလေးကိုခုံပေးပါမယ်။ရှူတွင်းတဲ့ခြေရုပ်ခါကော့လိုက်တဲ့အချိန်မှာဒူးခေါင်းကိုကင်ထားတဲ့လက်ရဲ့အားလေးကိုတုံးပြီးတော့မှကော့ပြရမှာဖြစ်ပါတယ်။ ပူစချာနမနစ်ကတော့ရှူတင်းတဲ့အချိန်မှာလက်လေးဆက်မယ်ရှူထုတ်ရင်ခါးပေးလေးကိုစောင့်ချပေးပါမယ်ဒီချိန်မှာခြေရောအောက်တောင်လေးကရသလောက်ပဲကွေးထားလို့ရပါတယ်အပေါ်ဘက်ကဆွဲဆန့်နေတဲ့ခါးပေးလေးကိုပူပြီးတော့အာယုံဆိုင်ပြီးတော့ဆွဲဆန့်ပေးရမှာဖြစ်ပါတယ်တတိယပူစချာလေးကတော့ခြေရောကိုတစ်ချက်ပြတာလို့ထားမယ်အပေါ်ဒူးကောင်းလေးကတဲ့နေရမယ်တောင်လေးကလည်းဒူးကောင်းရဲ့ဘေးကိုတိချာရအောင်တိုက်ပြီးတော့မှ ရှူတွင်းရင်ခါးဆန့်မယ်ရှူထုတ်ရင်လဲ့ပေးရမှာဖြစ်ပါတယ် ဒီနေထားလေးကနေရပြီဆိုလို့ရှိရင်ခြေတို့လက်လေးနှစ်ဖက်စလုံးကိုတစ်ဖက်မှာတွားပြီးတော့မှချလိုက်မယ်။နဖူးလေးကိုကြတော့ဖြာပေါ်ထိစရာမလိုပါဘူး။ဖြာနာကိုနီးအောင်ထားတတ်ရင်ရပါပြီ။ဒီနေရာလေးမှာခဏနေပြီးပြီဆိုရင်ခြေတို့ခြေထောက်ကိုမပြောင်းမနဲ့အပွားဒူးလေးကိုအဲ့ဒီနေရာလေးမှာပဲစောင်းချလိုက်ပြီးတော့တင်မောက်ကိုအနောက်ကိုနည်းနည်းထုတ်ပြီးတော့မှကိုယ့်ရဲ့ခန္ဓာကိုယ်ဝိတ်လေးတွေအကုန်လုံးကပေါင်လေးနှစ်ဖက်အပွားနီးဖိထားပေးရမှာဖြစ်ပါတယ်။ ပူစရာနံပါတ်၄လက်လေးကိုရင်ဘက်ပြီးနားထားပြီးတော့ရှူတွင်တဲ့အချိန်မှာမလာမယ်။ရှူထုတ်တဲ့အချိန်မှာအားထည့်ပြီးတော့မှထိန်းထားရမှာဖြစ်ပါတယ်။ဒီအချိန်မှာကျရဲတင်ပါးကိုညှစ်ထားရမယ်။ခန္ဓာကိုယ်ရဲ့အရှိတ်အချံရင်ဘက်ပခုံးတွေကိုလုံးဝဆန့်ထုတ်ပေးထားရမှာဖြစ်ပါတယ်။ နောက်ဆုံးပူစရာလေးကတော့ဘဲတရောင်၊ကွေးညာတရောင်ဆန်ကွေးထားတဲ့ဘဲဘက်ချံ6ရောက်ကလေးကိုတဖက်ကိုဆွဲယူထားတယ်။ခေါင်းလေးကိုချထားစရာမလိုပါဘူး။ဒီချိန်မှာကျေတို့ထပ်နိုင်နေရဆိုရင်အပေါ်ကဘဲဘက်လက်ကလေးကိုလည်းတဖက်ကိုဆွဲယူထားပါမယ်။ကွေးထားတဲ့ကျေတို့ရဲ့ဒူးခေါင်းလေးကိုဘေးကိုရသလောက်ဆွဲဖိပြီးတော့မှတင်ပါးလေးကိုလည်းဆွဲချပေးထားမှာဖြစ်ပါတယ်။ဒီညာလေးမှာခဏနေပြီးကျေတို့နောက်တစ်ဖက်ကိုထပ်ပြီးလေ့ကျင့်ပေးပါမယ်။ 上帝级别家了，阿拉就做得满人生。